နိုင်ငံတော်အစဉ်ဝန်ထမ်းချင်းထိမ့်မှန်နေရတနိုင်ငံလုံးအတိုင်းအတာဖြင့်လှုပ်ရှားမှုပြုလုပ်ရန်ကြေညာခြင်း 2025ခုနှစ်မတ်လ28ရက်နေ့မြန်မာစံတော်ချိန်12နာရီ52မိနစ်3ညနှစ်စက္ကန့်တွင်ပြင်အားခွန်ဒသမခွန်ရီတက်စကေရှိ အလွန်ပြင်းထန်သည့်မြေငလင်လောက်ခတ်ခဲ့မှုကြောင့်အသက်ဆုံးရှုံးမှုများနဲ့ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် စာနာနားလည်မှုများနဲ့အတူထပ်တူခံစားလျက်နိုင်ငံတော်အဆင့်ဝန်ထမ်းချင်းအထိမ်းမန်းနေရအဖြစ်31ရက်3လ2025ရက်နေ့မှ6ရက်4လ2025 ရက်နေ့အထိ9ရက်အားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကသတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါတယ်နိုင်ငံတော်အစဉ်ဝန်ထမ်းချင်းအထိမ့်မနေရတနိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုအဖြစ်2025ခုနှစ် ဧပြီလ၁ရက်နေ့မြန်မာစံတော်ချိန်12:51မိနစ်3ညနှစ်စက္ကန့်တွင် နိုင်ငံတော်အစဉ်ဝန်ထမ်းချင်းအထိမ်းမှတ်အဖြစ် နိုင်ငံတော်အလံအာတိုင်းဝက်လျှော့ချ၍လွင့်ထူသောအလံတိုင်းရှိသို့မဟုတ်တင်လျော်ရနေရာသို့မဟုတ်ပြုလုပ်နေသည့်အခမ်းအနားများ၌ဝန်ထမ်းချင်းအထိမ်းမှတ်အဖြစ်တမနစ်ငြိမ်သက်၍ဥညိုကာဝရပြုခြင်းလှူရှားသွားလာနေသူများအနေဖြင့် ၎င်းချိန်တွင်10မိနစ်ငြိမ်သက်စွာရတန်း၍ဥညွကာရဝပြုခြင်း၎င်းချိန်တွင်ဝန်နေခြင်းအထိမ်မှန်အနေဖြင့်အုပ်အော်ဆွဲကာရဝပြုခြင်း၎င်းချိန်တွင်မီဒီယာများအနေဖြင့်ထုတ်လွှင့်လျက်ရှိသည့်အစီအစဉ်များအားခေတ္တရပ်ဆိုင်၍ဝန်내ခြင်းအထိမ့်မှတ်လိုဂိုများအားထုတ်လွှင့်ခြင်း သက်ဆိုင်ရာကိုယ်ခွဲရပါသားလိုက်ဖရာစီရင်းများဖရာကြောင်းများဝိပုနေရများတွင်ဆုတောင်းမြတ်တာပို့တာခြင်းအနည်းငယ်ပြည့်များစူတောင်းစာများရွတ်ဆိုခြင်းနဲ့အမြအတမ်းပေးဝေခြင်း အချက်ပါအစီအစဉ်များကို တနိုင်ငံလုံးအတိုင်းအတာဖြင့်ပြုလုပ်သွားမည်ဖြစ်ပါသဖြင့်နိုင်ငံတော်အစဉ်ဝန်ထမ်းချင်းအထိမ့်မှန်နေရတနိုင်ငံလုံးအတိုင်းအတာလှူရှာမှုကိုတနိုင်ငံလုံးမှပါဝင်ဆောင်ရွက်ပေးနိုင်ပါယံသတင်းထုတ်ပြန်အပ်ပါသည်